ုံးမဲမင်္ဂလာပါ အခုဖတ်ပြချင်တာကတော့ဖျာကြီးဖင်ဖြူကျွန်းအောင်သိရေးသားခဲ့တဲ့တခုသောအိမ်ကြီးချင်းဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်တခုသောအိမ်ကြီးချင်းလွန်ခဲ့သည့်နှစ်ပေါင်း60ကဖြစ်ပါသည်ကျွန်တော်တို့အိမ်ကြီးအနောက်ဘက်တွင်လမ်းချလျက်လူမနေသောလေးပင်အိမ်ကြီးတစ်လုံးရှိပါသည်ကိုရောင်ဝါမက်ဖိန်တို့အိမ်ဖြစ်ပါသည် ဒေါ်မေရင်ကိုတိတိကျကျမြင်မှုသည်မှာထိုအိမ်ကြီးသို့ကျွန်တော်တို့ပြောင်းရွှေ့လာသောအခါကြားမှဖြစ်ပါသည်ဒေါ်မေရင်သည်အသက်၃ဖြစ်အရွယ်ရှိသည့်မူဖူမှာဖြစ်သည်လမ်းလျှောက်ရွာတွင်ဘဲသွားသွားတော်လဲရုပ်ရှင်မင်းသမီးအလှပြင်ခင်မရင်ဤတင့်တယ်သောရုပ်ရည်ရှိသည်သူတွင်မောင်တယောက်နှင့်သမီးတယောက်သားတယောက်ရှိပါသည်၃ယောက်လုံးသည်ကျွန်တော်၏เจ้าမိဖက်များကြီးဖြစ်သည် ကျွန်တော်တို့ပြောင်းလာတော့အင်ဂျီနဲ့သူတို့အိမ်မှာချန်ဖီယိုတစ်ခုသာချားပါသည်။သို့ကြောင့်သူတို့အိမ်ဤခေါင်းရည်ပင်းပေါက်များကိုဖွင့်လာပါကအိမ်တွင်းရှိလူများကိုမြင်နိုင်သည်။ပင်းပေါက်များကိုပိတ်ထားအောင်စကားပြောသံများကိုကြားနိုင်သည်။ထိုအခါဒေါ်မေရင်သည်မုဖူမတယောက်ဖြစ်ပါလျက်အနေအထိုင်မကျက်လက်သူ ဖြစ်ကြောင်းသိလာရပါသည်။အကြောင်းမူသူ့အိမ်တွင်ယောက်ျားတွင်တယုံယုံဖြစ်နေသောကြောင့်သည်။ ကျွန်တော်တို့အိမ်တွင်မိသားစု၅ယောက်ရှိပါသည်အမေကြီးနှင့်အရင်းဤခင်ပွန်းအရင်းအမကျွန်တော်တို့ဖြစ်သည်အရင်းဤခင်ပွန်းသည်ဒေါ်မေရင်ဤအနေအထိုင်ကိုသဘောမကျပါအရင်းအားမေထုခေါ်ပြောမျှတာဆက်ဆံရန်တတိပီးသည်တို့ရတွင်အရင်းသည်မူလာတန်းကျောင်းအုပ်ဖြစ်သည်ဖြင့်ထိုခေတ်ကျောင်းဖရာများမှကျောင်းသားမိဘကိုမျက်နှာချူသွေးရရတင်းမနေနိုင်ပါမူရင်းဖိတ်ထားယူသားဖြူဖင်သူဖြစ်သည်နှင့်အညီ ဒေါ်မေရင်အားယင်းနှီးစွာဖက်ဖန်ပါသည်သူရရင်ဒေါ်မေရင်က fake ထားမဖြောက်မြတ်ပါပင်လေးဖေပတ်လင်ရှိစာတင်ကျောင်းကလေးတွင်မိသားစု9ယောက်ကျင်းပြောင်းစွာနေခဲ့ရာကယခုထဲသူယခုကဲ့သို့ဝင်းနှင့်ခြံနှင့်ချောင်းချီစွာနေရသည်ကိုမရှု fake ပါသူ့မောင်သူ့သားသမီး၏ဖေယာပါတကားဟူ၍လဲလေးစား fake မရှိပါသူ့အိမ်တွင်လူငယ်လူလတ်များမပြတ်ပါ တနေ့တွင်ညောင်ပင်ဝိုင်းမှလူငယ်တယောက်သည်ခေါင်းရင်းပတင်းပေါက်တွင်ထိုင်းပြီးဝိတ္ထုဖတ်နေပါသည်ဝိတ္ထုဖတ်ရာတွင်ရိုးရိုးမဖတ်ပါအသံထွက်ပြီးဖတ်နေသည်ကျွန်တော်ဤအမအမိမှအေးအေးဖူကြပါဘူးအေးအေးသည်တဲ့အင်းကြီးကိုချက်ပြီးရင်လျားလိုက်ရတဲ့အေးအေးဤဝင်းဖက်ဤဖွယ်သောရင်းညွန့်ကလေးသည်တဲ့ ိမ်ကြီးချင်းမိမပြိုကလေး၏အမည်ပါသောဝိတုကိုထိုမိန်းကလေး၏ပရင်ပေါက်နှင့်နည်းနည်းချင်းဖိုင်တွင်ထိုင်ပြီးအတန်ထွက်အောင်ဖက်နေခြင်းသည်သင်မသိတော်မတော်ကိုဒေါ်မင်းရင် မသိပဲရှိပါမည်မလားမသိလျော်ကြောင်းကိုခုနှစ်တန်းကြောင်းသားဖြစ်သောကျွန်တော်ပင် သိပါကဒေါ်မင်းရင် သိပါလိမ့်မည် သိပါလျက်နှင့်မတားမြစ်ခြင်းမှာဒေါ်မင်းရင်ဤဖိတ်ထားမကောင်းကြောင်းပေါ်လွင်နေပြီအင်းကြီးချင်းမိမပြိုကိုတမိချင်းဖန်နာဖိတ်ဖြင့် စောင့်ရှောက်ရန်ကြောင်းမင်းပင်ဒေါ်နွေရင်၌ရှိသည်ရှိပါလျက်ထိုသူလှုပ်ခြင်းကိုအိမ်ကလူကြီးတွေမသိကရကန်ရှင်မမလည်းကြောင်းသွားနေသည်ကျွန်တော်သည် ရွာတွင် ပေသည်တန်းဖီပြရာ၌လက်တည့်သူဖြစ်ပါသည်ယခုပရင်မောက်ပေါ်၌နောက်ပြန်ထိုင်လျက်အတန်ထွက်ကာစာဖတ်နေသူကိုအုတ်ကဲကျိုးအုတ်ခဲကျိုးဖြင့်ပြစ်ပါသည်အပြစ်ခံရသူကိုအုတ်ခဲကျိုးထိမထိကျွန်တော်စောင့်မကြည့်ပါပြစ်ပြီးလျင်ပြီးချင်း အိမ်အောက်သို့ဝင်ပြေးသည်ခေါင်းရင်းရှိဖဘဲပင်ပေးတွင်ထိုင်နေလိုက်သည်အမလီပြဟူသည့်အော်ဒန်အဖုံးတွင်ဒေါ်မေရင်တို့တအိမ်လုံးမရုံးသုံးကားဖြစ်သွားသည်အော်ဒန်ဟစ်တန်များထဲတွင်ဒေါ်မေရင်၏အတန်သည်အကျယ်လောင်ဆုံးဖြစ်၏ဒေါ်မေရင်သည်ကျွန်တော်ကိုဆွဆွဲတော်သည်ကျွန်တော်၏အရင်းမှာဒေါ်မေရင်၏ကလေးသုံးယောက် ကျောင်းပြောင်းသွားမည်ကိုစိုးရိမ်သောကြောင့်ကျွန်တော်ကိုချက်ချင်းခေါ်ယူဖစ်ဖေးပါသည်ဒီတငယ်ကြောပေးထားတဲ့ဘက်မှာငါတို့အိမ်ပဲရှိတယ်ငါတို့အိမ်မှာဒီတငယ်ကိုခဲနဲ့ပြစ်မဲ့လူဆိုလို့မင်းမဲရှိတယ်ဘာပြုလို့ပြစ်တယ်လဲအကြီးသည် မိမသားဖြစ်တော်ညာအရှိုက်ကျန်းသည်လိန်လေပြောချင်းကိုမနှစ်မြို့ထို့ကြောင့်ကျွန်တော်သည်အမှန်တိုင်းဝင်ခံသည်ခဲဖြင့်ထူရခြင်းအကြောင်းရင်းကိုပါပြောပြပြီးနောက်ကျုံးသွားပါသည် အင်းကြီးချင်းကောင်းမပြီးသားတဲ့အဲ့ဒီမိမကြီးရဲ့မျက်နှာကိုပါအုတ်ခဲနဲ့ထုပစ်မယ်။မထုရဘူး။ခင်းကစပြီးအဲ့အဲ့ဒီဘက်ကိုမသွားရဘူး။သွားเสียရှိရင်ခေါင်းရင်းဘက်ကလှည့်သွားရမယ်။ထော်မီရင်သည်ကျွန်တော်အားလက်ဘူးလက်ချက်မပြီးမမိလိုက်ဖေကမှုကျွန်တော်၏လက်ချက်ဟုအတက်ဆွဲသည်။ထိုနေ့မှစတင်ပြီးအညှိုးထားသည်။ထိုအတော်အတွင်း၌ထော်မီရင်အိမ်ထောင်ပြုသည်။သူ့အိမ်သောသူ့အိမ်သို့ဝင်ထွက်နေသော လူများချင်းမှတယောက်ဖြစ်သည်။ အညီမှာကိုချုံးဖြစ်သည် ကိုချုံး၏ပုံမှန်တံတန်မှာထိုခေတ်တွင်ကာလာသားယောဂဖြစ်ဖူးသူ၏ပုံမျိုးဖြစ်သည်ပိန်66ရှိယုံမကကျင်းမြောင်းသောရှင်အုပ်သေးသွဲသောလက်မောင်းနှင့်မြောက်ခေါင်းကိုပိုင်ဆိုင်ထားသည်ကာလာသားယောဂခန့်စားဖူးသူ၏ပုံမှန်တံတန်ဟု ကိုချုံး၏တွင်ပြင်ကိုဖွဲ့ဆိုနိုင်ခြင်းမှာလူတယောက်၏တွင်ပြင်ကိုမှတ်မိနေသောကြောင့်ဖြစ်ပါသည် သူသည်ပစိုးအလေသားကိုမလျက်ကျွန်တော်တို့ကြောင်းရှိမှဖြတ်သွားလိမ့်ရှိသည် ထို့နောက်ရွှေဘုံသာကျောင်းအနီးရှိရေမြောင်းထဲ၌ရေဖိန်လေးရှိပါသည်ထို့သူသည်ကျွန်တော်တို့ကျောင်းရှိမှဘဖူးမှဒီဖြတ်တန်းမသွားတော့ပါမြောင်းထဲတွင်လည်းရေမဖိန်တော့ပါတို့ရတွင်ဖဘေးပြစ်မှုဖြတ်သွားနေပါသည်သူဖြစ်သည်ဖြင့်သူ့ရုပ်ကိုမှတ်မိနေပါသည်ခေါင်းကြည့်ပြီးကိုသေးသည် အလွန်သေးသွဲသောလက်မောင်းရှိပါလျက်နှင့်အင်းကြီးလက်ရှိကို လက်ခောက်ပြီးဝတ်ပြန်သည်တွင်လက်မောင်းမှာပိုရည်သေးသွားသည်ဟုထင်ရသည် ျွန်ုပ်အားဒေါ်မေရင်ကအညှိုးထားသည့်ဤသူ သူ၏ယောက်ျားကလည်းမနှိမ့်ညွတ်ဟန်ပြပါသည်ကျွန်တော်ကလည်းနှိမ့်ညွတ်ဖွယ်မကောင်းသည်မှာအမှန်ဖြစ်၏ကျွန်တော်ပုံမှန်ကိုလည်းကြည့်ပါဦးခုနှစ်တန်းចောင်းသားဖြစ်တော်ဖြစ်နေတော်လဲဖနံမဖီးပြီကျွန်တော်ចောင်းသားနှင့်အင်းရှိလူကြီးများကစာအုပ်ခဲတံပေတံမမေးပါ ဖနက်ကူသာအေးတကြီးမေးသည်သူတို့ရှိရင်ဖနက်ဖီးပြီးအိမ်မထွက်ရ၏ ခလန်းလန်းတို့ရောက်ရင်ဖနက်ကိုပူးပြီးခါရင်ထိုးသည်ကျောင်းထဲရောက်မှဖနက်ကို တဖန်ပြန်ပြီးဖီးသည်သူဖြစ်ရကကျွန်တော်သည်ဖုံအလူးလူးချင်းညော်အကွက်ထနေသူဖြစ်နိုင်ပါသည်ကျွန်တော်တို့အိမ်ဝိုင်းထဲ၌မကြီးသုံးမင်ရှိသည်သီးပင်လည်းတပင်ရှိသည်သီးပင်မှာအိမ်သားနှင့်မဝေးလာသီးပင်မှာအသီးကိုအဖင်းရင်အဖြစ်စားကြသည်မှဲ့သောအခါတွင်ထလျက်နှင့်နေပြီးစားကြသည် ထိုသီးပင်မှလည်းဒေါ်မေရင်နှင့်ကျွန်တော်၏အမုန်းဖက်ကိုတနည်းတစ်ပုံဖန်တီးအားဖြည့်သည်သီးသီးအခွန်သည်မထူလှညာအပင်ပေါ်မှကြွေကြသောအခါမကွဲသည်ကများ၏ကျွန်တော်အမသည် အချင်းကြိုက်သူဖြစ်ညာသီးသီးကိုစားရမှန်မသိပါ မသိသောကြောင့်သီးသီးကြွေကို အလေးမထားပါထိုအခါတီးတီးချွေသည်ဒေါ်မေရင်၏အိမ်သို့လာသူများအားမျက်စပြစ်ပါတော်သည် ဓမေယင်ဤအိမ်၌တယုံယုံနေသူများမှ လူမွန်လူသက်များမဟုတ်ပါ သူတို့သည် ကောက်သူမဲ့တီးတီးကြွေများကိုမြင်သောအခါစားကျင်ပါသည်အိမ်ရှိတကားမှလှည့်လာပြီးတောင်းမြင်ရနိုင်ပါသည် မတောင်းမဲ့ကောက်သွားလဲဖြစ်နိုင်ပါသည်တို့ရရင်သူတို့ဒီအဆိုပါနီးနှစ်နီးအနက်ညီဒီနီးကိုမှမတုံးကြပါဝင်းထင်ရန်ကိုဖြဲပြီးလေးဘက်ထောက်ကဝင်ောက်ကြသည်ဝင်းထင်ရန်မှာဝါးဖြင့်ရက်လုထားပါသည် အစ်စ်တွင်ဆဲဝင်၍မရညာခွန်အားသုံးပြီးသုံးချောင်းမြဖဲနှုတ်ပြီးမှ တိုးဝင်လင်ရသည်အတန်အစ်စ်ဖေးချိန်တွင်ကဆဲဝင်လင်ရသည်ဤနည်းဖြင့်ဝင်လာသူများကိုတားမြစ်ရမည်သူမှာဥချွန်းတော်မေရင်ဖြစ်သည် သူတို့အိမ်တို့လာသူတွေမဟုတ်ပါလားသူတို့တီးတီးဝင်ကောက်တီကိုကျွန်တော်တို့အိမ်မှာလူကြီးတွေမသိတီးသူမှကျွန်တော်သာဖြစ်သည် ကျွန်တော်ဒီသခိုးကျင်သခိုးကျန်ဝင်လာသူများကို ရေဖြင့်ပတ်ပါသည်ရေမှာရိုးရိုးရေမဟုတ်ဥခွက်ပကံဖင်းကြောထားသောရေဖြစ်ပါသည် သူတို့ရောက်နေသည်ကို မသိဘဲနှင့်တွန်လိုက်ဟန်လို့တော့ကြောင့်သူတို့လည်းမအော်ရဲပါတညတွင်ကပြဿနာကြီးဖြစ်ပါတော့သည်ကျွန်တော်ဒီညနေမှုမှုမှောင်မှောင်နဲ့တီးတီးသခိုးတယောက်ကို ဖေးရေဖြင့်ပတ်လွတ်လိုက်ပါသည် ည9နာရီခန့်တွင်ကပြင်းသို့ကျွန်တော်ထွက်သောအခါတယောက်ထပ်မံတွေ့ရပြန်သည်ဒီညမျက်နှာပြောင်ရကောင်းလားဒီညအရှက်နေရကောင်းလားဟုကျွန်တော်ဒေါသထွက်သည်လှန့်ဖြစ်ဖြစ်သည်တီတီခိုးသောလူအထင်ဖြင့်ကျွန်တော်လှန့်ဖြစ်ဖြစ်ခံရသူမှာလူမဟုတ်ခွေးဖြစ်နေသည်ဖာလုံးဖာဖာလုံးဖာဘောက်ကောက်ရန်ဝင်ရောက်လာသောထိုခွေးသည်တီတီတစ်ခုမြောင်းဝင်လာသောလမ်းအတိုင်းဝင်လာခြင်းဖြစ်သည် သို့သော ခွေးမှာနည်းနည်းရရခွေးမဟုတ်။ဥချွန်တရုတရမွေးထားသောခွေးဖြစ်နေသည်။ဤတွင်ဒေါ်မေရင်သည်တရားဆွဲနီဂတ်ဂတ်တိုင်နီဖတ်သဖြင့်ချင်းချောက်ဟင်းဟောက်ပါတော်သည်။ကို့အိမ်ဝင်ထဲသို့ဝင်လာသောခွေးကိုဖြစ်ပြစ်ချဖြစ်သည်ဟုကျွန်တော်အိမ်မှလူများလူကြီးများကမချေပါကြပါ။သူအခါဒေါ်မေရင်ကတဖင်တက်လာ၏မင်းငါမမြင်ရတဲ့နေရာမှာ၃လရက်သွားနေဖြင့်ငါဒေါသပြေသလောက်ရှိမှပြန်လာခဲ့ပြီတော့ ကျွန်တော်ဒီဒေါ်မင်းရင်အားနှုတ်တော့မပြန်ပါအုတ်ခဲကျိုးဖြင့်ထုရန်အုတ်ခဲအကောင်ကိုခွဲပါသည်ထို့အခါကျမှအကြီးသည် ကျွန်တော်ကုတ်ကိုလာဆွဲပါသည် မင်းပါဒါပါလုံးမလို့လဲတလျှောက်လုံးလူပေါင်းဝလာတာကိုအကြီးတို့သီးခတ်နိုင်ပြီမယ်အခုကျွန်တော်ကိုပြောလာတဲ့အတွက်ဗတဲပေါက်မှာမျက်နှာထွက်လာတဲ့အထိစောင့်ပြီးမှအုတ်ခဲနဲ့ထုမလို့မလုတ်ပါနဲ့ငါတူရခွေးယူနဲ့ခွေးကောင်ဖတ်ကြရင်ခွေးကောင်နေရွက်ချက်ခံရတဲ့ မင်းရင်မိမပြက်ဆိုတာအရက်ကသိပါတယ်။သူနဲ့တို့နဲ့မတူတန်ဘူးကွ။ဒါကြောင့်အကြီးငြိမ်နေတာပါ။ငါတူလည်းငြိမ်နေပါကွ။ဤတို့ဖြင့်ကျွန်တော်မှငြိမ်ခံလိုက်ရသည်။ကျွန်တော်အားအပေါ်ဖီးမှပြောတော်တော်မူရင်သည်လူဝတ်တရားကိုမျှမသိပါ။သူ့အိမ်ပြင်ပေါက်ပေါ်ထိုင်ကြီးကျွန်တော်အမ၏အမိပါသောဝိတ္ထုကိုအတန်ထွက်ပြီးဖက်နေသူကမတားမြစ်ခဲ့။ သူ့ဧည့်သည်များကခြံဖီယိုကိုဖြဲပြီးကျွန်တော်တို့ဝင်ထဲသို့ဝင်ဒီကိုလဲထောမေရင်အလိုတူခဲ့သည်ယခုသူ့ခွေးကိုသူ့ခွေးဟူ၍မသိဘဲဒဏ်ရာရအောင်လုပ်မိညာသူ့ပိုင်နဲ့အတွင်း၌မဟုတ်သူ့ပိုင်လည်းနေကျွန်တော်အားသူ့စပားအိမ်၌ကဲ့ရက်နေသောတောသားအဖြစ်နိုင်ထက်စီနေပြောလာသည်ဤဒီကိုလဲအကြီးဖြောင်းဖြားသဖြင့်အုတ်ခဲဖာမကျွေးလိုက်ရ ို့တော့ကျွန်တော်ပြစ်သောအုတ်ခဲကျိုးထက်ဖူးရွာပြင်းထန်သောဝေဒနာတရက်သည် မကြမီပင်ဒေါ်မေရင်တွင်ဆွဲကပ်လာပါတော့သည်ယောဂမှာကလေးနာဟုခေါ်သောကာလာသာယောဂဖြစ်ပါသည်ထိုယောဂသည်ဥချွန်းထံမှကူးဖက်ခြင်းဖြစ်သည်ဟုဒေါ်မေရင်ကဆွဖဲ၏ဥချွန်းကညင်သည်ခါသည်ဖာညင်ဖန်သည်သူတွင်ဤယောဂမရှိသောကြောင့်ဤယောဂကိုဒေါ်မေရင်ညီသူထံမှကူးဖက်သည် ဦးချွန်းဤရှင်းလင်းစကားမှာအလွန်ထိရောက်၏ဒေါ်မေရင်မြောက်မွေးသည်ဟု၍ဖဖဲပိသားဖြစ်နေသည်ဒေါ်မေရင်ဖဖက်ခါနာသည်နေမင်းငဆရီပြောပြီး၌နေမရကွဲတော်သည်နေမရကွဲခါမြဖြင့်ယောဂပြောက်မသွားပါယောက်ျားများတွင်ဖြစ်ပွားသောကာလာသားယောဂအတွက်တော်မှဖေးဝါရှားပါသောထိုခေတ်တွင်ဒေါ်မေရင်အတွက်ဖေးဝါကပြောဖွယ်မရှိတော့ပါ ထိုအချိန်မှစတင်ပြီးဒေါ်မေရင်ဤအတန်ကိုမကြားရတော့ပြီသူ့အတန်ကိုမကြားတော့ညာကာလာသားများကတယုံယုံဝင်ထွက်နေသည်သာဤတွင်ဒေါ်မေရင်ဤသမီးဖြစ်သောကျွန်တော်တငယ်ချင်းလှလှအကြောင်းသည်ပေါ်ပေါက်လာတော့၏လှလှသည်အမည်နှင့်ညီစွာလှပါ၏အရွယ်ရောက်ချိန်တွင်အလှတကွန်စောင့်မြည်သူအဖြစ်ငယ်ဖင်ကပင်သိသာနေသည်တို့ရတွင်ခမညာမှာစထုထထအောင်ယုံမြတာရှိသည် ထို့နောက်စောစီးစွာအင်တောင်ကြသည်ယောဂတဲ့ဒေါ်မင်းရင်မှာဒီသမီးကိုမျှော်လင့်ထားညာလှက်လှခင်ဗျာအင်တောင်ကြီးကံမကောင်းရှာကာလာသားတယုံယုံရှိသောအိမ်မှာမိမချောသည် ထို့တယုံယုံသမားနှင့်သာ နီးဖက်ရသည် တဖက်ဒီတဖက်အင်တောင်ဖက်ပြောင်းတော်ညာလှက်လှဤဘဝသည်လှပမလာခဲ့ပါလှက်လှဤအင်တောင်ကြီးမကောင်းရသည်မှာဒေါ်မင်းရင်မကောင်းသောကြောင့်ဖြစ်ပါသည် ဒွမ်မေရင်မကောင်းခြင်းမှာလည်းဒွမ်မေရင်ဤဖိတ်မကောင်းသောကြောင့်ဖြစ်ပါသည်ရုပ်ရှင်အမရီမကဖင်